ိုးတွေအရန်ကျော်နေပါတယ်ဘာဖြစ်မှာမိုးရွာပြီမဲ့လေဒီနေ့တော့ပျော်နေကြတယ်ခါကျင်းနဲ့နေကြတယ်ပျော်ရွှင်နေရတယ်သဘောရင်းကိုစစ်တပ်ကပြန်ဖမ်းတာသဘောရင်းကိုစစ်တပ်ကဖမ်းလာအောင်ဒီလောက်ပျော်နေရင်မင်းအောင်လိုင်းကိုဒီသူကဝေးတက်မတော်နဲ့တော်လိုင်းတက်တွေကဖမ်းပြီးတော့တော့ပြန်ကြိုးတုတ်ပြီးကြိုးစင်တင်နိုင်ခဲ့ရင်ဒီထက်ပျော်ကြမယ် ယုံကြည်ပါတယ်ဒီလိုတနည်းရောက်ကိုရောက်ရမှာဖြစ်ပါသဘောရင်းဟာဒီကနေ့ဆိုရင်နေ့လေနှစ်နာရီခွဲမှာပြုံးလေအင်ကိုလာရောက်ဖန်စီသွားတယ်လို့ကျွန်တော်တို့သတင်းများကြားသိရပါတယ်အဲ့တော့သဘောရင်းဘန်းကန်နဲ့ပတ်သက်ပြီးတချို့တွေကတော့စစ်တပ်ကအာယုံလွဲတာလို့အစရှိပြီပေါ့နော်သုံးသပ်မှုရှိပါတယ်အာယုံလွဲသည်ရှိသည် မလွဲသည်ရှိသည်အဖမ်းခံရတာနဲ့ရောတော်တော် ျွန်တော်တို့ဂျေနဲ့ဆရာပါသဘောကြီးပြီးတကာလသဘောကြီးပြီးတကာလထမဖန်ရှိခံရသူတွေကိုကျွန်တော်လေ့လာကြည့်လိုက်တဲ့အခါပုဒုမကတော့အများဆုံးဖန်ရှိခံရမယ်ဆိုရင်ရှိနေသူပောက်ကိုတော့လည်းမလွတ်နိုင်ပါဘူးဖန်ရှိတဲ့ကအဲဒီဝတ်တော့ကားရီဝတ်တော့ကားရီကိစ္စနဲ့ပတ်သက်ပြီးတော့ ပောက်ကိုရဟာသူ့ကားကိုဖမ်းမယ်ဆိုတဲ့အတွက်စစ်တပ်ဟာစစ်တပ်ကိုပြင်းပြင်းထန်ထန်ပြောပါအဲ့ဒီအခါကျတော့ပြောမယ်ဆိုရင်ပောက်ကိုရနဲ့ပူတူမာကတော့အဖမ်းခံရဖို့အတွက်နှိစက်နေပါနောက်ထပ်ဒါကတာမန်ပျော်စရာလေးပါအရန်ပျော်စရာကောင်းတဲ့အရန်ကိုကျေနပ်စရာကောင်းတဲ့ ကျွန်တော်တို့ချွေးဆက်တွေနဲ့သွေးဆက်တွေနဲ့ထုံမွှန်းထားတဲ့အောင်ပွဲတွေကိုကျွန်တော်ပြောပြချင်ပါသေးတယ်။ဘယ်အောင်ပွဲလဲဆိုတော့ကျွန်တော်တို့ဒီဥကိဋ္ဌတေဘောဘူးသုတမိဝေါ်လီတကြောလုံးပေါ့မော်ခီအစရှိတဲ့စခန်းတွေတောက်လျှောက်ပိန်းလာတဲ့အချိန်မှာဒီကနေ့ဆိုရင်တေဘောဘူးကိုထပ်သိမ်းလိုက်ပါဒီအချိန်တွေဒီကနေ့တွေလောက်လောက်လာလာရှိနေတယ်လို့ အာဂတ်တော်အေရဲ့အောင်ပွဲသတင်းတစ်ခုလည်းခင်ဗျားတို့ကြားရမှာဖြစ်ပါတယ်အဲ့တော့ဇဝင်းကိုဗန်းစီခံရတာနဲ့ပတ်သက်ပြီးကျွန်တော်တို့လိလာကြည့်ရပါတော့အဲ့တော့ဘာတွေနဲ့ဖန်းတာလဲဆိုတော့မင်းရောက်လိုက်ပါဝင်စစ်အရာရှိများကိုဆက်ဆိုတဲ့အတွက်ရန်ကုန်မြို့တကုံမြို့တောင်ပိုင်းမြို့နယ်တရားရုံးဆက်သွယ်ရေးဥပဒေပုံမှန်66ဂါကြီး ။ဘာမှသာဆက်ထောက်ကသူတော်မူမူခိုင်ကအမှုဖွင့်တဲ့အတွက်လာဖမ်းဖမ်းနေ။ဆော့ဘိုးရင်က၎င်းရဲ့ Telegram Channel တွေစစ်တပ်အရာရှိများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့သောကြောင့်ဟန်နော်တော့ပြည်သာသွားပါပြီ။ညီနာမင်းပြန်ထွက်လာရင်တော့မပြောတတ်ဘူးကွာ။ဖင်ကိုတဲကျန်းပတ်ပြီးပုံစံပေးလိုက်ရင်တော့လေတံပြောင်းသွားမှာပေါ့။ကြော်စိုးစာကလေးကောင်းတော်ဒီနေ့ဒီကနေ့မှလေတံကြီးပြောင်းနေတာမဖြစ်ဘူးလား။ဟိုတစ်ခေါက်စစ်တပ်ကခေါ်ပြီးနှပုံကတဲပတ်လိုက်တာ။ကျော်စုံးစာလေးကောင်းလေးတန်ပြောင်းသွားတာပေါ့ဗျာအဲ့တော့ နောက်ဆုံးသိရတဲ့သတင်းများအရဆိုရင်တင့်မောင်ကုန်မှုလက်နက်မှုလိုင်စင်မဲ့ကာရောင်းဝယ်မှုတွေနဲ့ဗန်စီတာတွေလို့သိရတင့်မောင်ကုန်မှုကတော့ဒီကောင်တခိုးတခိုးဖြစ်ပါလေဒါကြောင့်မို့ဖန်စီရန်တင့်တော်လက်နက်မှုဆိုတော့တခါတည်းတနကြီးတွေကင်ပြတယ်မြင်းမရဘူးလက်နက်ကင်ဆောင်မှုလိုင်စင်မဲ့ကားတွေကတော့ဇဘုံရင်လုံနေတဲ့အလုတ်ဖြစ်ပါအဲ့တော့ဒီလိုအယက်သမားတစ်တခိုးတယောက် ဆဲတဲ့နိုင်ဆဲတာခံရတဲ့ဖက်စစ်တဲ့အနေနဲ့ကတော့သူရည်ချင်းသူတိကြတယ်အဲ့တော့ကျော်စိုးဦးတစင်ဦးတို့ကတော့အမှုတွေပါမယ်လို့အကြံဉာဏ်သိရပြီးတော့ပောက်ကိုယ်တော်ကတော့တိတန့်ဖမ်းမလားဘူးပုရုမကိုလည်းအမှုတွေတိတန့်ရှိနေတယ်လို့ကျွန်တော်တို့ကြားရပါတယ်အဲ့တော့ပြောချင်တာကဖက်စစ်တဲ့ဟာသူရဲ့ယာရုအာနာအကျိုးစီးပွားကိုထိလာရင်ဘုသူ့ကိုမှမထောင်းဆိုတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဤနိုင်ပြီးပြန်လွတ်လာမယ်ဆိုရင်တော့လေ လွတ်ပေါ့ဒါပေမဲ့အချိုးတွေပြောင်းအောင်တော့စစ်တပ်ကဇော်ကုန်းကိုအံပုံတွေချွတ်တဲကြန်နေပတ်ပြီးပိုင်လာပါကြီးရဲ့ဆိုဇော်ဖုံးဟိဘဘကြီးကိုလေးပြုတ်ဆိုတဲ့ဇော်ဖုံးတကောင်ဘူးလို့ဆိုရင်တော့ဘလို့ဖြစ်နေနိုင်လဲလို့ကောမမကြီးချပေးခဲ့ပါအဲ့တော့ခုနကျွေးချွေးနဲ့သွေးနဲ့အောင်ပွဲကြီးကတိတ်ပေါ်ဖို့စကံဖြစ်ပါတယ် ေဘောဘုစကမ်းမှာယာယီအပြိစကမ်းကိုတိမ့်လိုက်ပြီလေမြန်နဲ့အပြင်းထန်ခုခံတယ်လေတိုက်လေနဲ့ကျဲတယ်ထိုင်းဘက်ကလည်း upset ချက်တွေတက်တယ်ဗာပြင်းပြင်းထန်ထန်ထိုင်းနေစားမှာဖြစ်နေကြတာဗျာဆိုတော့အဲ့မှာ KNL ပူပေါင်းတက်ပြီ PDF အပါဝေးပြင်းပြင်းထန်ထန်တိုက်ခတ်ပြီးတော့တေဘောဘုကိုရရှိခဲ့တာဖြစ်ပါတယ်တေဘောဘုကို2022ခုနှစ်မှာတိမ့်ပိုက်ခဲ့ပါသေးတယ်သို့တော့ ဖက်စစ်တပ်ဟာလေကြောင်းကနေအပြင်းထန်ပြန်လဲထိုးစစ်ဆင်တာကြောင့်ကဲနယ်လေးပူပေါင်းတပ်တွေကပြန်လဲဆုတ်ခွာပေးပြီးဒီကနေ့မှာတော့လေကြောင်းနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခုခံနေတဲ့ဂျားတွေကကြောက်အောင်တပ်သိမ်းခဲ့နိုင်ပါလေသိမသိတဲ့တင်းင်းတဲ့ပုံဂျာညံ့ပြောချင်ပါသေးတယ်ဒီဘောဘျူဟာဂုံးမှာဘျူဟာမူတယောက်ပါလက်မှတ်ချခဲ့တာဖြစ်ပါအဲ့တော့လေကစ်ကဘလူးကြီးဘလူးလေးကြောက်ခတ် ဥကိတာတေဘောဘုစွတလီဝေါ်လီတကြောမှာဝေါ်လီပြူဟာရဲ့ဥကိတာစကံနှစ်ခုပဲကြံပါတော့တယ်ဒီနှစ်ခုရရင်တော့ထိုင်းမြန်မာနယ်စပ်မှာစကံ၅ခုတည်းကနှစ်ခုတက်တော့ရင်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးမှာစကံ၃ခုပဲကြံတော့မယ်လို့ကျွန်တော်တို့တွေးရှိရအဲ့တော့ဒီအပိုင်းမှာ GNL PDF ပူပေါင်းတက်တွေဟာစကံတွေကိုတပတ်အတွင်းနှစ်ပတ်အတွင်းမှာ ဒါဇက်သိမ့်ပိုက်လာခဲ့တဲ့ဘျူဟာစစ်စင်မှုကိုကြည်ချင်းအဖြစ်ကရင်ထိုးစစ်စပြီလို့ကျွန်တော်တို့ယုံယုံကြည်ချင်းနဲ့ပြောလို့ရပါတယ်ဒီမှာတစ်ချက်အလုံးကမတင်မချဖြစ်နေတာကမြောက်ဝီကနှစ်ခု၅ကိုအမုတ်ချေပါမလားဆိုတဲ့ကိစ္စလေးတစ်ခုတော့ပြည်သူလူထုရှင်ထဲမှာမတင်မချဖြစ်နေတာတွေ့ရပါတယ်မိမိမှာအသွေးနဲ့ချွေးနဲ့တိုက်နေတဲ့ရဲဘော်တွေကျွန်တော်တို့ဒိုင်းသားကြီးအောင်နဲ့ BF တက်တီကိုချို့တော့ကိစ္စတွေမှာ နားလည်ပြီးပါချုပ်ကိစ္စတွေမှာမလူးလာမလွတ်လာတွေလည်းရှိပါတယ်နော်ပြောပြလို့မရတဲ့အကြောင်းတရားတွေမြောင်များစွာနဲ့ချုပ်ကိစ္စတွေမှာအန်ချစ်ပြီးညှို့ချတာတွေအများကြီးရှိတယ်ဒါပေမဲ့လက်ရှိဖြစ်ပေါ်လာတဲ့ KNL PDF ပူပေါင်းတက်တွေရဲ့ KNL KMDO ကရင်တက်တွေဥဆောင်တဲ့ KNL PDF ကရင်ထိုးစစ်ကြီးကိုတော့ကျွန်တော်တို့လိုက်လိုက်လဲလဲဂုံပြုတ်ကြိုဆိုကြောင်းပြောချရင်းနဲ့စကိုင်းပလေးကိုခဏသွားကြရအောင်စကိုင်းပလေးမှာပလေးမှာတုံးရက်ရှိပလေးကကန်တောင်းပြူရောက်ကို PLA ဥဆောင်တဲ့ပခုတ်မှုရိုက်တရင်စက်တဲ့ ABDF နဲ့အညာဗျူဟာတရင်တို့ကဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာတုံးရက်ရှိသွားပါပြီ ကံတောင်းကိုရရင်တော့တင်မတိနဲ့ဇီးမြုပ်ကုန်းပြူရာတွေကအကူတွေကပြေးဖို့ပြင်နေပါမယ်အဲ့တော့စကိုင်းတိုင်းမှာမန္တလေးတိုင်းစကိုင်းတိုင်းအဆက်တွေမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာမှုရှိနေသလိုမန္တလေးတိုင်းထဲမှာတော့လက်ရှိမြင်းကြံခရိုင်ထူးစစ်စင်ရင်းနဲ့နတ်ထိုးကြီးရက်စကန်တစ်ခုပဲကြာတော့ရဲ့မြို့ကိုတင်ပိုက် နထိုးကြီးရဲ့ pipeline gate စခန်းကိုလည်းတင်ပိုက်ပြီးသားဖြစ်တဲ့အတွက်မချခင်မှာညီမကြီးအလဲပိုင်းထိုးစစ်တစ်ခုဖြစ်ကိုဖြစ်ပေါ်လာလိမ့်မယ်လို့ခင်ဗျားတို့ကိုကျွန်တော်တရင်စကားပြောလိုက်ပါနောက်ထပ်ဝန်တာစရာတစ်ချာချင်းပြီးကြားလိုက်ခင်ဗျားတို့ရှေ့လျှောက်ဝန်တာကြားရပါဝန်တာစရာအခြေအနေလည်းအများအပြားရှိနေအဲ့တော့အကတတော့အေးအေးကြောင်း ပြောကြတယ်နော်အလ္လာဟ်တတော်အေးအကြောင်းကိုမပြောခင်ပါဒီမီနဲအဆက်ကလေးဒီမီနဲသတင်းအဆက်ကလေးကိုဖတ်ပြောခြင်းပါအဲ့တော့ဂျုံဘိုးမှာဘာလို့ဖြစ်နေလဲဂျုံတို့ကိုရိတ်တစ်ခွေမှာဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုစစ်တပ်ဟာသတင်းအပေါက်ချလာတာတွေ့ရဂျုံတို့ကိုရိတ်မြောက်ဒီနေဆက်ကတိုက်ပွဲအားလုံးကိုစခန်းလေးလက်လွတ်နေရမှုကိုစစ်ကောင်စီကတခွန်းတပါရမှမပြောရင်းနေပါ စစ်ကောင်စီဘောမတွေကလည်းဒီအချိန်ထိကင်ပီနဲ့တိုက်ပွဲတွေအကုန်လုံးကို၄သန်းတော့မဟရဲပါဘာကြောင့်လဲဆိုတော့သူတို့တက်တွင်းမှာဖျူဖျင်းနဲ့အလိုလိုပြူကြတဲ့အချိန်တွေရှိနေလို့ပါဘာလို့ပြူကြနေလဲလူမြတ်ကျော်လို့မေးရင်ပြောမယ့်အဖြေရှိပါတယ်ဒါလေးမပြောခင်မှာကြုံတို့ငါးလေးငါတက်ကြောက်ရွံ့တုန်လှုပ်ပြီးအယူမီဝိုင်းပရာမီလူကဲ့သို့နေရောညပါလက်နက်ကြီးတွေနဲ့ပြစ်နေတဲ့အခြေအနေကိုတွေ့ရပါတယ် အဲ့တော့ဂျုံတို့ကနေအိမ်ဂျုံတို့အိမ်ကိုပြန်တဲ့အမတ်တရက်ကွက်နေအောင်မျိုးထွေးကိုအောင်မျိုးထွေးပါ၄ရောက်တငယ်ချင်း၄ရောက်ကိုစစ်တပ်ကဖမ်းခေါ်ပြီးခေါင်းဖြတ်တတ်တယ်လို့အချိန်တိကြားနေရပါကော့ဂရိတ်ဂျုံတို့တခွင်မှာဖက်စစ်တပ်ဟာအပေါ်ကလည်းမကြမကြဘူးမင်းတို့အသေးခံတိုက်ဆိုတဲ့အမိတ်တပတ်မှလည်းကင်ကန်ယူကန်နီ PDF ပူပေါင်းတက်တွေပိတ်ဆို့ဂျာနီယာတိုက်ခိုက်မှုကြောင့် ေယုံကလွယ်လို့အချားမရှိတဲ့အခြေအနေမျိုးမှာဖက်ခတ်ခတ်မှာစိုးရင်ရတဲ့အတွက်ကျွန်တို့မြို့ခံများစစ်ချောင်များအိမ်ကိုမပြန်ကြပါဘူးကျွန်တော်လေးလေးနက်နက်မှာကြားရရှိအဲ့တော့ဒီလိုဖက်ခတ်ခတ်နေပြီးတော့ခြင်းနဲ့ချက်တဲ့ရောက်ပြီးဖယိုဖယဲပြူကြနေတဲ့စစ်တပ်အခြေအနေဖယိုဖယဲပြူကြနေတဲ့စစ်တပ်အခြေအနေဟာ ်ဘယ်ကြီးရောက်နေပြီလဲဆိုရင်ကြောက်ဖြူကိုကျွန်တော်ချက်တက်တည်ပြပါဘူးကြောက်ဖြူမှာဒီအပိုင်းမှာလူကြီးမင်းတို့လည်းကြားသိပြီးသားเนาะအဲဒီလက်ပြန်ကျိုးတို့ဒူးတော့ထိုင်နာပြီးအဖမ်းခံခဲ့ရတဲ့သူတွေထုံးမှဒီနောက်ဆုံးလူတွေကြော်လင်းကြိုက်ဘုံမှုကြောက်တွေသေဆုံးနေဒူးဘုံမှုကြီးတွေအဖမ်းခံရတဲ့အချိန်မှာကြောက်ဖြူမှာဒီ ဖပြေးသူတွေနဲ့လက်နက်ချသူတွေနဲ့ဖယိုဖယဲဖြစ်နေတဲ့အခြေအနေကိုတွေ့ရပါတယ်။အတိပြုလို့မရတဲ့သတင်းများအရဆိုရင်ချုပ်ကျောက်ဖြူရဲ့အနီးဆုံးရက်တရင်32ကိုအရခတ်တက်တော်အီအီကတိမ့်ပိုက်ထားလိုက်နိုင်ပြီဆိုတဲ့သတင်းတွေထွက်နေပါတယ်။အဘိမဲ့ကျွန်တော်အတိပြုလို့မရလို့ဒီသတင်းကိုခိုင်ခိုင်မာမာကျွန်တော်မပြောသေးပါဘူး။အဘိမဲ့အဲဒီကနေ့ဒီဒီလွန်ခဲ့သောမိနစ်ပိုင်းနာရီပိုင်းအထိကြားတဲ့သတင်းရတော့ကြောက်ပြူရက်တရင်32ကိုတိမ့်ပိုက်လိုက်နိုင်ပြီလို့ ကျွန်တော်တို့အကြံဉာဏ်သိရပါတယ်ဆိုတော့အဲ့ဒီမှာအရကတ်တော်အေဟာကြောက်ဖြူစစ်မျက်နှာကိုဖွင့်ထားတဲ့အပြင်ကျွန်တော်တို့ EOD စစ်မျက်နှာ EOD စစ်မျက်နှာမြို့ကျွန်းပေါ်စစ်မျက်နှာကအမြောက်တက်3လေးလေးအမြောက်တက်3လေးလေးကိုပြင်းပြင်းထန်ထန်ပိတ်ဆို့ထားတယ်နော်မြောက်တက်3လေးလေးကိုပြင်းပြင်းထန်ထန်ပိတ်ဆို့ပြီးတကာလရှာဖို့စူးစမ်းနေတယ် လက်ရှိချိန်မှာအမျိုးသားသုံးလေးလေးကိုတိုက်တာဘာကြောင့်မရသေးတာလဲဆိုတော့ကိစ္စကိုကျွန်တော်လိုက်လေ့လာကြည့်တော့အမြောက်တဲ့သုံးလေးလေးကိုစစ်ကူပို့နေတဲ့လမ်းကြောင်းလေးခုရှိတယ်ဆိုတော့အကြံပြင်းတွက်စားချက်တစ်ခုကျွန်တော်ပြရမြန်အောင်51တက်ကွင်းကတငငငါကွင်းကောက်ရင်းနေတာလမ်းတနှစ်ဟင်းသလနတ်မော်တပ်ဘက်ကနေလေးမျက်နှာဘရောကြီးလမ်းလေးမျက်နှာအိုင်တပြုတ်ငတိုင်းကြောင်း ဒီလမ်းကနေစုပ်ပို့နှစ်ကြောင်းနောက်မဲ့တုတ်ပတိန်တက်ကနေအတုတ်ရေကြီးငတိုင်းကြောင်းလမ်းဒီလမ်းကနေစုပ်ပို့ပေးတာနံပါတ်၄ကြုံပြော်တက်ကနေကြုံပြော်ရေကြီးငတိုင်းကြောင်းလမ်းဒီလေးခုစုပ်ပို့တဲ့အခြေအနေကြောင့်မြောက်တဲ့၃လေးလေးကိုလက်ရှိတိတ်ပိုက်ဖို့စူးစမ်းနေစေပဲလို့ကျွန်တော်မြင်ရတယ်ဒါတော့အာရကတ်တော်အင်းနဲ့ပူပေါက်တဲ့အာဂျင်နတာကွာလန်းကိုစိုးမိုးထားနိုင်တဲ့အခြေအနေမျိုးလို့ပြောရနော် ဲ့တော့အဲ့ဒီလမ်းတွေကိုဖြတ်တောက်ဖို့ကျွန်တော်တို့ဘယ်လိုစူးစမ်းသင့်တယ်လဲဆိုတော့အခြေအနေတွေကိုကျွန်တော်လေ့လာကြည့်ရဲ့အခါကျတော့မြန်အောင်50တဲ့ကွင်းကောက်တက်ကကငါကွင်းကောက်ရင်းနေတာလမ်းကိုစောပြရွာဘက်ကနေမိုင်းနဲ့ဖြတ်တောက်လို့ရတယ်လို့နမနှစ်ဖြစ်တဲ့ဟင်္ဒရနတ်မော်တက်က၄မျက်နှာဘရောကြီးလမ်းကိုလည်းစောပြရွာပတ်လေကနေမိုင်းနဲ့ဖြတ်တောက်လို့ရပါတယ်နမ၃ဖြစ်တဲ့ပသိမ်အတုတ်ကြီးကြီးငတိုင်းချောင်းပသိမ်တက်ပြီးပို့တဲ့လမ်းချောင်းကနေပြီးရောဆိုရင် ဖြတ်ဖို့နည်းနည်းခက်ပါတယ်နေရာနည်းနည်းကျင်းပါတယ်ယင်နာလမ်းဆောင်နဲ့တီတာဂုံးပြင်လမ်းဆောင်ကြားလမ်းမအတော်လေးတခုရှိပါတယ်အဲ့ဒီနေရာမှာဖြတ်တောက်ရပါမယ်မိုင်းတွေကိုအားကိုးရပါအာကတတော်အေးရဲ့ရှစ်ပြူဝါတွေကိုကျွန်တော်တို့အလုံးစုံမသိနိုင်ပေမဲ့ကျွန်တော်တို့မြင်နိုင်တယ်လို့ကျွန်တော်တို့လိမ့်လာတယ်လို့ကျွန်တော်တို့ရရှိတဲ့မြတ်တိုင်းချက်တဲ့နေကိုအဲမျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ဘရောကြီးက တက်ကာလာတဲ့ဟင်းသားလေးမျက်နှာဘရောကြီးလမ်းတစ်ခုကိုပဲပိတ်နိုင်မှာဖြစ်တဲ့အတွက်လေးမျက်နှာအင်တာဗျူးငတိုင်းချောင်းလမ်းတစ်ခုကစစ်ကူပို့လိုက်ရတဲ့လမ်းချောင်းကြီးဖြစ်ထီထီကြီးကျန်နေတာကိုလေအာရကတက်တော်နဲ့ပူပေါင်းတက်တွေကပဋိမှုစီချင်ပါတယ်ဒါတွေကိုလုံနိုင်ရင်တော့မြောက်တဲ့တုံးလေးလေးကိုရရှိနိုင်မှာဖြစ်ပါအဲ့တော့ဒါကတော့နောက်ဆုံးရတဲ့အောင်ပွဲတည်င်းတွေရှိပါတယ်အဲ့တော့ ကျွန်တော်တို့ဒီကနေ့ဒီအချိန်မှာတိုင်းသာဤအောင်တက်တွေရဲ့ပေါင်းစုမှုအညာညီကိုတွေမဖြစ်မနေပေါ့ကိုပေါင်းပြီးတိုက်နေရပြီဆိုတဲ့အခြေအနေကိုရှုမြင်ရမှုကရင်ထိုးစစ်ကြီးထွက်ပေါ်လာမှုနဲ့အတူမြင်းညံခရိုင်စစ်စင်ရေးအညာမြေကိုမြင်းဆောင်စစ်စင်ရေးတပြိုင်နဲ့အဲ့ဒီတပြိုင်နဲ့မန္တလေးတိုင်းမှာနောက်တဲ့စစ်မျက်နှာတကြီးတစ်ခုပေါ်လာနိုင်ခဲ့ရင်တော့ မာလာဟာဒီနှစ်မကုန်ကြီးကြောဖြတ်နိုင်ပါရလိမ့်မယ်ယူကြောမဖြတ်နိုင်ရင်ရွေးကောက်ပွဲကိုထွက်ပေါက်ရအောင်လုပ်ပြီးတော်လိုင်းကြီးကိုကောက်ငွေကိုပြည့်အောင်အမျိုးစုံကြိုးပမ်းပါလိမ့်မယ်တော်လိုင်းကြီးအတွင်းထဲမှာလဲတတ်ရှုသွေးခွေးမှုတွေအများအများဆောင်ရွက်နေတာတွေရှိပြီးတချို့တလန်စေလွတ်မှုတွေသူ့လူကိုယ့်ဘက်သားရောင်တော်ပြန်များရှိနေတယ်လို့တစ်ဖက်မှာတော်လိုင်းကြီးဝမ်းစာမပြည့်မှုနဲ့စစ်ဝါဒရဲ့မှိုင်းတွေကိုစိတ်ထဲမှာအပြည့် ရှိနေပြီးတော်လိုင်းဘက်မှာပါနေတဲ့သူတွေကြောင့်တဦးတို့တဦးလက်ညိုးတို့ဆွတ်ဆွဲကပြစ်တင်မှုတွေဒလန်တစိကတ်မှုတွေအခြေအနေတွေဟာလေမင်းအောင်လိုက်တွင်းထားတဲ့မိုင်းကိုမိုင်းကိုမိနေတဲ့လူတစုဟာလေတော်လိုင်းအင်အားစုတွေမှာဟွန်းတွေ့နေရပါတယ်နော်အဲ့တော့မိမိရဲ့ယံသူမိမိရဲ့မိတ်ဆွေခွဲတာသိမြင်နိုင်စွမ်းအောင်ကိမဲ့ပြီမိမိရဲ့အတ္တမိမိရဲ့ အောင်မြင်လို့စိတ်မိမိရဲ့လူရာဝင်လို့စိတ်မိမိရဲ့အကျိုးစီးပွားတွေကြောင့်တော်လည်ရေးဘတ်တာအချင်းချင်းတော့ရန်သူနဲ့ပေးစားတဲ့ကိစ္စကိုတော့ကျွန်တော်လုံးဝကြံ့ကြပါတယ်ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေဂျားထဲမှာတော်လည်အင်အားစုတွေဂျားထဲမှာရန်ဖြစ်ကြမယ်ဝေဖန်ကြမယ်ညှဉ်ခုံကြမယ်လက်သီးလက်မောင်းတန်းကြမယ်တို့တော့ရန်သူနဲ့ပေးစားမှုကိုတော့ကျင့်ဝတ်တစ်ခုအနေနဲ့ကျွန်တော်တို့ယနေ့ထိလောက်ကင်ဆောင်ရွက်ခဲ့ခြင်းမရှိပါဘူး မောင်းနေတာတွေကိုတဲ့တဲ့ထိုးပြီးတော့ဝေဖန်တယ်ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်ဘယ်အရာကကျွန်တော်နှောင့်ယှက်မရှိပါဘူးအသက်တွေဘဝတွေလည်းတိတ်ကျွန်တော်ကောင်းလို့မရှိပါဘူးဒီကာလတက်တန်းမှာတော်လိုင်းကြီးထဲမှာပါဝင်ခွင့်ရတာကိုပဲကျွန်တော်နှလုံးသားထဲမှာဂုံယူမိပြီးဒီအချိန်မှာရှုတာရမယ်ဒီအချိန်မှာလူလူပတ်ကမမမမရက်မှရတော့ပြီတသက်ပတ်လုံးပြည်သူလူလူဟာဖို့ကြော ပြာစုခယုဆန်ကျုပ်ဘဝနဲ့ဒီနေ့အချိန်ထိဗျာတချို့ကောင်ကြီးရဲ့မယိုးသားမှုတွေဂျားထဲမှာရက်ကန်ရက်ကန်ဖြစ်ပြီးကြီးလိုက်လွှဲနေတာတွေလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မို့ဒီအချိန်မှာကျွန်တော်တို့ယိုသားမှုအပြည့်နဲ့ပြည်သူကိုလွတ်မြောက်ရလမ်းကိုပို့ဆောင်ကြရမှာဖြစ်ပါတယ်။ရောင်တော်ပြန်ဒီအာသာဖြီဒီဖော်ရွှေဖော်ရှော်တွေကိုတော့ပြည်သူကစင်ကြုံတရားနဲ့ကြည်ပါ။အောင်ပွဲဟာတင်လို့ရဲ့လက်ကမ်းမှာရှိနေပါတယ်။သို့တော့အဲ့အောင်ပွဲ ရောက်ခံနီးလေလေအောင်ဝဲရောက်ခံနီးလေလေတပတ်ကရန်သူရဲ့ခြေထိုးမှုတတ်ဆိုမှုတွေများလာမှာဖြစ်တယ်လို့ကိုမိတ်ဆွေလို့ထင်ရတဲ့လူတွေရဲ့နောက်ကျောဓာတ်နဲ့ထိုးတာတွေကိုလည်းကြိုတင်ပတ်ဆထားဖို့လိုပါတယ်လို့ပြောရင်အောင်ဝဲကလက်တကမ်းမှာစော်ဘွေးကိုစစ်တပ်ကဖမ်းတာတော့ဘလောက်ပြောတယ်မင်းအောင်လိုင်းကိုတော်လိုင်းကြီးတက်တီကဝင်ဖမ်းပြီဆိုရင်တော့ ဒီတက်ပျော်ရွှင်ကြပါလေဒီအချိန်တွေကိုရောက်အောင်ကြိုးစားကြရပါလေဒီညလေးတော့ပဲအားလုံးကိုကျေးဇူးတင်ပါ